အားလုံးပဲမင်္ဂလာခင်ဗျာကာစီနို YouTube Channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ Pet G Player တွေအခက်တွေ့နေကြရတဲ့ Pet G မှာ 120fps မြရတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပြီးတော့ Android Phone အားလုံးမှာ 90fps 120fps ပြွင့်အောင်ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အခုနီးလန်းလေးက Pet G 4.0မှာလည်းတကယ်အလုပ်လုပ်တာဖြစ်လို့ကိုယ့်လူအနေနဲ့ဒီကောင်လေးကိုစမ်းသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်ထုံစံတိုင်းပဲရှီစကူဆိုတဲ့ကောင်လေးရဲ့ 120fps ပြွင့်အောင်လုပ်ပေးမယ်ဒီ app တစ်ခုရဲ့လိုအပ်မှာဖြစ်ပါတယ်လိုအပ်တဲ့ app တွေကိုတော့ခိုင်းလို့ရဲ့ကျွန်တော်ရဲ့ Telegram Channel မှာ င်ပေးထားမှာဖြစ်ပါရယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းက 120fps အသုံးပြုရနေရဆိုပေမဲ့ပက်ကြီးထဲမှာဆိုလို့ရှိရင်တော့ 90fps ပဲဖွင့်ပြပေးထားပါရယ်ခင်ဗျာโอเคကျွန်တော်တို့ host screen ကိုပြန်ထွက်လိုက်ပါမယ် 120fps ပွဲအောင်လုပ်ပေးမယ်ဆရာကြီးကတော့ဒီ app လေးပဲဖြစ်ပါရယ်ဒီကောင်းလေးကိုထည့်ပြီးသွားရည်ဆိုလို့ရှိရင်တော့တန်းသုံးလို့မရသေးပါဘူးရှိစကူဆိုတဲ့ကောင်းလေးကိုလည်း pairing လုပ်ပေးထားဖို့လိုအပ်အောင်မှာဖြစ်ပါရယ်ဒီကောင်းလေးကို pairing လုပ်နေမတည်သေးတဲ့အတူတူတက်ကတော့ဒီ video လေးမှာရှိစကူ activate လုပ်နေအသေးစိတ်ကိုတေချာလေးရှင်းပြပေးထားပါရယ်တွားရောက်လေ့လာကြည့်လို့ရပါရယ်ခင်ဗျာအရင်ဆုံးဒီကောင်းလေးတွေကို reset ရှင်းထားလိုက်ပါမယ်โอเคပြီးရင်တော့ကျွန်တော်တို့ထည့်ထား တဲ့ app ထဲကိုဝင်ကြည့်လိုက်ပါမယ် app ထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ downer ကကျွန်တော်ပြထားတဲ့ setting ပုံစံလေးကိုနှိပ်လိုက်ပါပြီးရင်တော့ပြထားတဲ့ shizuku permission thread account လေးကိုဖွင့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ shizuku ကနေ permission တောင်းလာမှာဖြစ်ပါတယ်ခင်ဗျာ along of the time thread account လေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့ i out မှာရှိတဲ့ပြထားတဲ့ account လေးကိုလည်းဖွင့်ပေးလိုက်ပါခင်ဗျာနောက်ခုလုံးဖွင့်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ပြန်ထွက်လိုက်ပါမယ်ပြီးတော့ရင်တော့ refresh rate fix thread account လေးကိုနှိပ်ကြည့်လိုက်ပါခင်ဗျာ okay ဒီမှာဆိုလို့ရှိရင်ကိုဖုန်းရဲ့အများဆုံးရနိုင်တဲ့ fps ပမာဏကိုမြင်ရမှာဖြစ်ပါတယ်ဘယ်လိုပဲလုပ်လို့အဲ့ထက်တော့မကျော်နိုင်ဘူးပေါ့နော်ပြီးတော့ရင်ပြထားတဲ့ site editor ရက်ကောင်းလေးကိုနှိမ့်ကြည့်လိုက်ပါခင်ဗျာ။ Okay ပြီးရင်တော့ဒီအပေါ်ဆုံးမှာကိုသူတို့က graphic ဘယ်လောက်ထားခြင်းလဲယူပြရပါမယ်။ HD ထားပြီး 120fps နဲ့ဆော်မလား။ Ultra HD ထားပြီးတော့ 120fps နဲ့ပဲဆော်မလား။တိုက်တူထားလို့ရတယ်။ကိုယ့်ရဲ့ပုံနဲ့ချင့်ချိန်ပြီးတော့သဘောအတိုင်းပဲထားပါတော့။ဒါပေမဲ့ smooth ပါပဲထားဖို့အကြံပေးချင်ပါတယ်။ပြီးရင်တော့ frame rate မှာလည်းကိုစိတ်ကြိုက်ရွေးလိုက်ရတယ်။အစအမြင်ခဲ့ရသလိုမျိုးပဲကိုယ့်ရဲ့ phone က 60fps ကြီး support လုပ်တယ်ဆိုလို့ရှိရင် 60fps 120fps ကြီးဆောင်ရွက်ပေးနိုင်တယ်ဆိုလို့ရှိရင်လည်း 120fps ကြီးရွေးထားလိုက်ပါတော့။အဲဒီရောက်ကောင်းလေးကိုတော့120ပြီးအကုန်သင်ပေးထားလိုက်ပြဿနာမရှိ ိပါဘူးအောက်မှာရှိရဲ style လို့ color blind mode လို့ကောင်းနေရတော့ကိုယ်စုအသုံးပြုနေကြပုံစံအတိုင်းပဲစိုက်တာယူပေးထားလိုက်ရတယ် right နဲ့မှာဆိုလို့ရှိရင်ကိုထားခြင်းတလောက်ကိုတစ်ခါတည်းချိန်ကြီးခဲ့ရမှာဖြစ်ပါတယ်တရားလောက်ဆိုလို့ရှိရင်တော့ပုံမှန်ပါပဲခင်ဗျာ okay ပြီးတော့ရောအဲ့ဒီအောက်က show in setting ဆွဲကောင်းလေးကိုလည်းဖွင့်ပေးထားလိုက်ပါခင်ဗျာ okay setting တွေအားလုံးကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ကကောင်းလေးကိုမြင်ရတဲ့လိုမျိုးလေးပဲဆွဲပေးလိုက်ပါခင်ဗျာပြီးရင်တော့ကို sort ရဲ့ patch version ကိုရွေးပေးရပါမယ် global ဆိုလို့ရှိရင် global ကိုရွေးပြီးတော့အောက်က apply ကိုနှိပ်ပေးလိုက်ပါခင်ဗျာ okay ဒါမျိုးလေးပြသွားပြီဆိုလို့ရှိရင်တော့ patch ရဲ့ setting ထဲမှာ120 FBSD ဒေတာပေါက်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ဂိမ်းနဲ့ဟိုတန်းဝင်ကြည့်လိုက်လို့တော့ရပြီ။ဒါပေမဲ့ Xiaomi China အလုံးစုဖုန်းတွေက Patch System မှာ 120FPS ထားတယ်ဆိုပေမဲ့ 60FPS ပဲအလုံးလုံးနေရာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာ။အဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုလို့ရှိရင်တော့ပြထားတဲ့ကောင်းလေးကိုနှိပ်ကြည့်လိုက် ပြီးရင်အောက်ကိုဆွဲကြည့်လိုက်ပါအဲဒီနေရာမှာဒီ feature ကိုအသုံးပြုလိုက်မဲ့ device တွေကိုလည်းကြည့်လို့ရပါတယ် okay ပြီးရင်တော့အောက်မှာရှိနေတဲ့ fit refresh rate ဆိုတဲ့ကောင်းလေးကိုနှိပ်ပစ်လိုက်ပါဒီလိုလေးပေါ်လာရဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီဒါပေမဲ့အလုံးလုံးမနေသေးဘူးဆိုလို့ရှိရင်လည်းဒီအောက်မှာရှိတဲ့ algorithm tool ဆိုတဲ့ကောင်းလေးကိုဖွင့်ကြည့်လိုက်ပြီးတော့ရင်ကျွန်တော်တို့ဖုန်းမှာအများဆုံးရတဲ့ address ပမာဏကိုယူပြီးမယ်အဲဒီအောက်မှာဆိုလို့ရှိရင်ကိုဆော့နေတဲ့ patchy version ကိုယူပြီးရပါမယ်ခင်ဗျာ okay အားလုံးယူပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးက fit refresh rate ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်လို့ရပါပြီဒါဆိုလို့ရှိရင်တော့ setting မှာထားတဲ့အတိုင်း fps အပြည့်နဲ့ဆော့လို့ရရ ်ပဲဖြစ်ပါတယ်။ Okay ဒီတော့ကျွန်တော်တို့ပက်ကြီးတွေကိုတစ်ချက်ဝင်ကြည့်လိုက်ပါမယ်။ Gain နဲ့ရောက်ပြီဆိုလို့ရှင်တော့ Graphic Setting တွေကိုတွားကြည့်ကြည့်ပါမယ်ခင်ဗျာ။ โอเคဒီမှာဆိုလို့ရှိရင်တော့ကိုလိုတွေ့ရတဲ့အတိုင်းပဲ setting အားလုံးအတွက်120 fps မှာပဲမြင်တွေ့ရမှာဖြစ်ပါတယ် graphic မှာ HD ထားခဲ့တယ်ဆိုလို့ရှိရင်လည်း HD graphic နဲ့120 fps ပေါ့နော်ကိုလိုအနေနဲ့ဒီထက်မှာဘာ setting မှာထပ်လုပ်ဆရာမလို့တော့ဘူးတန်းဆောက်လို့ရပြီ setting တွေပြောင်းပြီးသွားရဆိုလို့ရှိရင်တော့120 fps ကပျောက်သွားပါလိမ့်မယ်ခင်ဗျာပျောက်သွားရဆိုလို့ရှိရင်တော့အစ120 fps တွေ့ရမှာပဲပြန်လုပ်လိုက်ရုံပါပဲခင်ဗျာကဲဒီနောက်ဆိုလို့ရှိရင်တော့ကိုလိုတွေလည်းဘယ်လိုအသုံးပြုရမလဲဆိုတာကိုတည်သွားကြတော့ပြီထင်ပါတယ် video လေးအတင်တာတာနေရဆိုပေမဲ့တင်ပေးလိုက်တဲ့ဒီ video လေးကိုတော့သဘောကျကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဒီနေ့ video လေးကတော့ ောက်ပါတော့ခင်ဗျာနောက်လည်းဒီ channel လေးမှာ gain နဲ့ပတ်သက်ပြီးအသုံးဝင်မဲ့နည်းလမ်းတွေတူးလေးတွေအကြောင်းကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဖြစ်ပါတယ် video လေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါခင်ဗျာ